အရာအလုံးကငါမှာတာဝန်ရှိတယ်တဲ့နော်တဲမှာဖို့လဲငါမှာတာဝန်ရှိတယ်ချမ်းသာဖို့လဲငါမှာတာဝန်ရှိတယ်ပျော်ရွှင်ဖို့လဲငါမှာတာဝန်ရှိတယ်နော်ငါရဲ့စိတ်လေးငြိမ်းချမ်းအေးချမ်းဖို့လဲငါမှာတာဝန်ရှိတယ်အရာအလုံးကသူများကိုသွားပြီးတော့မှီခိုနေကြတယ်အဲ့တော့ဘသူ့ကိုမှမှီခိုပြီးတော့တာဝန်မယူခိုင်းပါနဲ့เนาะဒီမျိုးတို့ကျမ်းမာဖို့ဆိုရင်ကိုကိုတိုင်း ကျမ်းမာရေခရူးဆိုင်ရမယ်အစာအသောက်တွေစင်ကျင်ရမယ်အဲ့လာမှာကိုကိုရိုင်းကျမ်းမာမှာကို့မှာတောင်းဝင်ရှိတယ်နော်ကို့ရဲ့ငွေကြေးအစဉ်ပြေဖို့အတွက်နော်ကို့ရဲ့အမျိုးသားကရှာပေးမှနော်ဒါမှမဟုတ်ရင်ကို့ရဲ့သားသမီးတွေကထောက်ပံ့မှကို့ရဲ့ဆွေမျိုးတွေကထောက်ပံ့မှဘိုးဘွားတွေစီကအမွေအရမှချမ်းသာမှနိုးကို့မှာတောင်းဝင်ရှိတယ် နော်ကိုယ့်ရဲ့ငွေကြေးနော်ကိုကိုယ်တိုင်းရှာပွေတဲ့ပတ်စံကသာကိုယ့်ရဲ့ချမ်းသာမှုအစစ်အမှန်ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်မှာအမြဲတမ်းပျော်ရွှင်ဖို့အတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကိုပျော်ရွှင်ဖို့သူများကိုသွားပြီးတော့မိခိုးလို့မရဘူးကို့မှာတာဝန်ရှိတယ်အဲ့တော့ငါ့ကိုဘယ်အရာတွေကပျော်ရွှင်စေမလဲနော်ငါ့ကိုဘယ်အရာတွေကအပူပေးနေတာလဲအကူပဲအရာတွေကစိတ်အေးချမ်းမှုကိုရရှိတာလေကိုကိုယ်တိုင်သိတယ်နော်ကိုကိုယ်တိုင်သိတယ်အဲ့တော့ကိုကိုယ်တိုင် ကိုတာဝန်ကိုကိုယူရမယ်အဲ့တော့ကိုကိုယ်တိုင် action ယူရမယ်နော် action ယူရမယ်အဲ့တော့အရာအလုံးကငါသိတယ်ငါငါသိတယ်ငါနားလေတယ် no action ငါမလုပ်ဘူးဒါဆိုလို့ရှိရင်ရမ်းလိုက်ရမှာမဟုတ်ဘူးအဲ့ဒီလူတွေကလည်းဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးအဲ့တော့တကယ်ပြောင်းလဲချင်တယ်ဆိုရင်နော်အရာအလုံးကပို့မှာငါ့မှာတာဝန်ရှိတဲ့အတွက်ငါကိုယ်တိုင်စတင်ပြီးတော့လှုပ်ဆောင်ရမယ်